ပြည်ပထွက်ဖို့အလုတ်ခေါ်စာကြပြီးအစင်သစ်ဖြစ်နေသူတွေကိုစစ်ကောင်စီကနှီးမျိုးစုံနဲ့ကန့်သက်တာတွေကြောင့်ပြည်ပထွက်ခွင့်နဲ့မရဘဲငွေကြီးဆုံးရှုံးကအကျွေးတွေနဲ့ငွေတိုးဆက်နေရတယ်လို့အလုတ်သွားရောက်မဲ့သူတွေကပြောဆိုကြပါရယ်ဇွဲသစ်သတင်းပေးပို့ထားတာပါရှင်စစ်ကောင်စီလက်အောက်ခံအလုတ်သမားဝန်ကြီးဌာနကပြည်ပအလုတ်ကိုင်တပ်တေကန်ကပ်ပြား OWIC ကတ်ကိုအကန့်တတ်နဲ့သာထုတ်ပေးတာစစ်မှုတမ်းမှုအသက်ကျုံးဝင်နေတဲ့အသက်16နှစ်ကနေ35နှစ်အတွင်းအမျိုးသားတွေကို ပြပအလုပ်ထွက်လုပ်ဖို့ခွင့်မပြုတာစတာတွေကြောင့်အလုပ်သမားတောင်းတဲ့ချီပြင်းတော့မှထွက်ခွာမရဖြစ်နေပါတယ်။အလုပ်သမားများစုကပြပအလုပ်ကန်အေဂျင်စီတွေကိုငွေကြိုပေးသွင်းထားပြီးစာချုပ်တွေချုပ်ဆိုထားကပြပထွက်ဖို့အဆင်သင့်ဖြစ်နေသူတွေကိုနီလန်းမျိုးစုံနဲ့ကန့်တတာတွေကြောင့်ပြပထွက်ခွင့်မရပဲငွေကြေးဆုံးရှုံးတာငွေတိုးအကျွေးပေးနေရတာစတဲ့အခက်အခဲတွေကြုံနေရတယ်လို့ပြောဆိုနေကြပါတယ်။တချို့ဆိုလို့ရှိရင်အတိုးတွေယူထားတာအတိုးတွေယူထားပြီးအဲအတိုးတွေထိုင်းစက်နေရညီမဆိုလို့ရှိရင်နှစ်လပိုင်းနဲ့က လုံးဝအကုန်လုံးတည်အသေးချနေပြီဒီ overrun sheet ကကြီးပိတ်ထားလိုက်မယ်လို့လည်းသူကမထင်ထားဘူးလေဒီကတစ်ခုကတရက်တန်းတန်းတက်ပြီးနောက်တရက်ဆိုရနေပြီကွာဘာမှလည်းအရန်ခက်ခဲတဲ့အရာတစ်ခုမဟုတ်ဘူးအဲ့တော့အဲ့ကတစ်ခုကိုပိတ်ချရတော့နောက်ဆုံးဒီတစ်ခုကမရဘဲနဲ့ COE သတန်းပြန်တိုးရတယ်နှစ်လပိုင်းနဲ့ကအကုန်လုံးစုံနေပြီးဆိုညမဆိုအလုတ်ထွက်ပြီးတော့သွားဖို့အကုန်လုံးပြင်ပြီးွားကမှအလုတ်လည်းထွက်ပြီးအိမ်မှာငိုတို့ထိုင်နေရတယ်အဲ့အဲ့အတိုးကိုထိုင်ပေးနေရတယ်ငွေသွင်းထားတဲ့အတိုးတွေကိုအဲ့လိုမျိုးအနေထားရအများကြီးပဲရှိရပါတော့အဲ့တော့ဘာမှလုံးလို့မြင်နေထားပါမယ်ဟုတ် ဂျပန်နိုင်ငံမှာအလုပ်သွားလုပ်ဖို့ကျွမ်းကျင်ဗီဇာနဲ့သွားရောက်မယ်ဆိုရင်အလုပ်အေဂျင်စီကိုအမေရိကန်ဒေါ်လာ1,595ဒေါ်လာမြန်မာငွေ3,900နီးပါးအသက်တင်သွင်းရပြီးအလုပ်တင်ဗီဇာနဲ့ဆိုရင်တော့2,895ဒေါ်လာမြန်မာငွေ3,330နီးပါးလက်ရှိပေါက်ဈေးအတိုင်းပေးသင့်ရတယ်လို့ဆိုပါရယ်ဂျပန်သွားဖို့အင်တာဗျူးအောင်ထားတဲ့အလုပ်သမားတွေအနေနဲ့အလုပ်ခေါ်စာကြပြီးဖြစ်ပေမဲ့မြန်မာနိုင်ငံကနေထွက်ခွာခွင့်မရတာလာနေချီကြနေပြီဖြစ်တာကြောင့် လားစင်ချေယူထားတဲ့အကျွေးတွေကိုအတိုးနဲ့ဆက်နေရတယ်လို့ရုပ်သမားတွေကပြောပါတယ်။စင်ကာပူနိုင်ငံကနေခွင့်နဲ့ပြန်လာတဲ့လူသမားတယောက်ကလည်းပြည်တွင်းမှာ OWIC ကတ်ရဖို့ကြံ့ကြာတာတွေကြောင့်အချိန်မီလုပ်ငန်းခွင့်ပြန်မဝင်နိုင်ပဲအလုပ်လက်မဲ့ဖြစ်ကာအလုပ်ဆုံးရှုံးသွားတယ်လို့ဆိုပါတယ်။ရုပ်သမားကိုစား TVP သတင်းထောက်ကပြောပြပေးမှာပါ။အခုဆိုရင်စင်ကာပူကအလုပ်ရှင်တွေကမြန်မာနိုင်ငံကလာရဲဆိုရင် မခေါ်ချင်ကြတော့ဘူးသူတို့က IPA ကြပြီးတပတ်နှစ်ပတ်တွင်မလာနိုင်ဘူးဆိုရင် cancel လိုက်တာ ျွန်တော်ဆိုရင် OWIC ကကြာတာကြောင့်အလုပ်လက်မဲ့ဖြစ်သွားတယ်။အခုကစင်ကာပူကအသည့်တွေဆိုရင်လည်းခွင့်အောင်မပြောင်းရဲကြတော့ဘူး။အများစုကတော့တခြားနိုင်ငံတွေပဲသွားကြတော့တယ်။ဒီချိန်မှာတော့ပြည်တွင်းပြောင်းမဝင်တာအကောင်းဆုံးပဲ။အသက်18နှစ်ကနေ35နှစ်တွင်အမျိုးသားတွေဆိုရင်လည်းပြီးမထွက်တော့ဘူး။စစ်ကောင်စီရဲ့လောတမဝန်ကြီးဌာနကတော့မတ်လကစပြီးပြည်ပလောက်ကန်လောတမသက်သက်ကန်လက်မှတ် OWIC ချောက်ထားပြီးသူတွေပြန်လျှောက်ဖို့နဲ့ အေဂျင်စီတစ်ခုချင်းလိုက်လားစင်ရှာရမယ့်လုံသားဥယျာဉ်ကန့်သက်ပြီးတဲ့နောက်ပြည်ပထွက်ဖို့ကြံ့ကြာတာတွေရှိလာတာဖြစ်ပါလေပြည်ရမအလုံးသမား9000နီးပါးလောက်ပြည်ပထွက်ဖို့အစဉ်သင့်ဖြစ်နေကြပြီးစစ်ကောင်စီလောက်ခံအလုံးသမားဝန်ကြီးဌာနကထွက်ခွင့်မပေးလို့ပြိမိနေတာဖြစ်ပါလေလက်ရှိမှာပြည်ပလောက်ကအကျိုးဆောင်လိုင်းစင်ရယူထားတဲ့အေဂျင်စီ6ကျော်ရှိနေပြီးစစ်ကောင်စီကအေဂျင်စီတွေကိုအလုံးသမားစေလုပ်ခွင့်အရေးအတွက်ထိန်းချုပ်ကန့်သက်နေတာဖြစ်ပါတယ်ကျွန်တော်ဇွဲသစ်ပါ